်မင်္ဂလာပါရှင်ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဝင်ကြီးဌာနအချို့နဲ့အဖွဲ့အစည်းအချို့အနေဖြင့်အသုံးစိတ်ပိုင်းတွင်လည်းလိုရမေရတင်ပြတောင်းခံထားသည့်များနဲ့အချို့စီမံကိန်းပြီးနိုင်လို့ယူဆပြီးတောင်းခံသည့်များရှိကြတယ်လို့နာစကဒုတိယဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်2024 2025ခုနှစ်ဘဏ္ဍာရေးနှစ်ရဲ့အရာအသုံးခံမှန်းကြီးငွေစင်းများအပေါ်သုံးသက်ကြည့်ပါကနိုင်ငံတော်ရဲ့စီးပွားရေးနှစ်ပတ်သက်လို့ ဝင်ငွေရှာဖွေပေးရတဲ့သက်ဆိုင်ရာဝန်ကြီးဌာနအချို့နဲ့အဖွဲ့အစည်းအချို့အနေဖြင့်အကြောင်းမျိုးမျိုးကြောင့်တက်မှတ်ရထားတဲ့ရငွေပိုင်းပြည့်မီခြင်းမရှိသည်များကိုတွေ့ရှိရသလိုသုံးဆွဲတဲ့အသုံးစိတ်ပိုင်းတွေလည်းမလိုအပ်ဘဲလူရမယ်ရတင်ပြတောင်းခံထားသည်များအချို့စီမံကိန်းပြီးနိုင်နေလို့ယူဆပြီးတောင်းခံသည်များရှိခဲ့ကြောင်းဗန္နာယီဆိုင်ရာကော်မရှင်ဒုတိယအကွက်ထနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယအကွက်ထဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကပြောကြားကြောင်းသိရပါဗျာ။ နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌယုံ အစီအွေခံမာတွင်မတ်လ5ရက်ကကျင်းပတဲ့2025-2026ဘဏ္ဍာရေးနှင့်ပြည်ထောင်စု၏အရာအသုံးခန့်မှန်းခြေငွေစည်းများစီစီခြင်းဆိုင်ရာညှိနှိုင်းအစီအွေတို့တရားအမှားစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘဏ္ဍာရေးနှစ်တစ်နှစ်ကုန်ဆုံးချိန်ဤမှာသာအကြောင်းအမျိုးမျိုးကြောင့်စီမံကိန်းများပြည်စည်းအောင်မဆောင်ရွက်နိုင်ခြင်းတချို့လုပ်ငန်းများမစတင်နိုင်ခြင်းစတဲ့အကြောင်းပြချက်များဖြင့် ပူရှံငွေများပြန်လည်အနှံ့နေအတွက်နိုင်ငံတော်၏အထူးထီပူရှံငွေများစွာဖြစ်ပေါ်နေသည်ကိုတွေ့ရှိရတယ်လို့လဲနာစကဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က ပြောကြားကြောင်းသိရပါတယ်။ဒါကြောင့်မင်းရငွေအပိုင်းနဲ့အတုံးစိတ်အပိုင်းပေါ်မူတည်ပြီး GDP ကိုတွက်ချက်ရတာဖြစ်လို့ လူငွေနဲ့ GDP အချိုးကိုနှိုင်းယှဉ်ရတဲ့အပိုင်းတွင်သုံးဆွဲတဲ့ငွေအပိုင်းမှာရှားငွေများအလုံးမသုံးဆွဲနိုင်ပါကရှားငွေသုံးဆွဲမှုပေါ်မူတည်ပြီး GDP ရောင်းနှင်းမှာဖြစ်သလိုအမှန်တကယ်သုံးဆွဲရန်လိုအပ်တဲ့ဝင်ကြီးဌာနမှအစုပေါင်းငွေအားစောစီးစွာသုံးဆွဲနိုင်ပါကလည်းစီမံကိန်းနဲ့လုပ်ငန်းများပြီးစီးသွားမှာဖြစ်က၎င်းဝင်ကြီးဌာနရဲ့ GDP မှာလည်းတိုးတက်လာမှာဖြစ်ကြောင်းနဲ့အစုပေါင်းကိစ္စမှာအင်မတန်အရေးကြီးတဲ့အနေအထားဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။